မင်္ဂလာပါရှင်ဝတ္တမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်မလဆန်းပိုင်းမှာရှမ်းပြည်နယ်နောင်ချိုရဲကတောင်ခင်ဟာ NASA ကတပ်တွေရဲ့ဟန်ကျက်ညီစွာပူးပေါင်းတိုက်ခိုက်ခဲ့မှုကြောင့်တရနယ်လေဥဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကင်းစင်တဲ့နေရာ ဖြစ်ခဲ့ပါတယ်တောင်ခင်တိုက်ပွဲဖြစ်ပွားချိန်အတွင်းတနက်တန်ဘုံတန်တွေကြမှာလာနေချီပြီးရှင်တန်နေထိုင်ကြရကအသက်ရှင်လွတ်မြောက်ခဲ့သူတွေရဲ့မှာ NASA ကတပ်ဖွဲ့တွေအပြင် အသက်80ကျော်အရွယ်ရှိတဲ့အဖအိုတုံးလဲပါဝင်ခဲ့ပါတယ်။ဒီဥတ္တမိုင်းထဲမှာတောင်ခမ်းတိုက်ဝဲရဲ့တနတ်တန်ဘုံတန်တွေကြားကနေအသက်ရှင်တန်ခဲ့တဲ့အဖအရှမ်းအမည်ရှိတဲ့အဖအိုတုံးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူတောင်မီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2020ခုနှစ်က နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့လက်နက်ကိုင်တိုက်ပွဲတွေအနေနဲ့လူဆဲဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲတွေတဲမှာတောင်ကန်တိုက်ပွဲလည်းပါဝင်ခဲ့ပါတယ်။တရနန်နေဦးဆောင်တဲ့ပူပေါင်းဖွဲ့တွေဟာနောင်ချုံမြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်2024ခုနှစ်အောက်တိုဘာ10ရက်နေ့မှာတောင်ကန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးတောင်ကန်ဝန်ကျင်နာမှာနာဆာကတပ်တွေနဲ့တရနန်နေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာရပ်ပေါင်း100နီးပါးကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ နာဆာကတက်တွေဟာမလစမ်းပိုင်းမှာတောင်ကမ်းနဲ့မြေပတ်ဝန်းကျင်ကိုတရနန်နဲ့အဖွဲ့တွေကင်းစင်တဲ့နည်းမြေဖြစ်အောင်တိုက်စွမ်းရည်ပြသနိုင်ခဲ့ပါတယ်။ရပောင်းနေရနေပါကြဖြစ်ပွားခဲ့တဲ့တောင်ကမ်းတိုက်ပွဲတွေအတွင်နာဆာကတက်တွေရဲ့အောင်ပွဲဆင်နိုင်ခဲ့တယ်လို့အသက်80ကျော်အရွယ်ရှိတဲ့အဖွားတို့ဟာလည်းတနက်တန်ဘုံတန်တွေကြားထဲကနေအသက်ရှင်သန်ခဲ့ရပါတယ်။တိုက်ပွဲဖြစ်ပွားပြီဆိုရင်အနိုင်ရအောင်တပတ်နဲ့တပတ်အင်အားသုံးတိုက်ခိုက်ခဲ့နေချိန်မှာ အသက်80ကျော်အရွယ်ရှိပြီးလက်နက်မဲ့အဖွားကိုတအူအသက်ရှင်လွတ်မြောက်ဖို့ဆိုတာဖြစ်နိုင်ဝယ်မရှိရဲ့အဖြစ်ပြက်တစ်ခုလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့အသက်80ကျော်အရွယ်ရှိရဲ့ရှမ်းအမျိုးသမီးကြီးအဖွားရှမ်းကတော့တနက်တန်ဘုံနဲ့တွေကြမှာရက်ပေါင်းများစွာကြာနေထိုင်ခဲ့ပြီးအသက်ရှင်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။အဖွားရှမ်းရဲ့တာဖြစ်သူဟာတောင်ခမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တယ်။အမြောက်တက်206ကရုံးအုပ်ကြီးဗိုလ်လေးကြော်တင်ဦးဖြစ်ပြီးတော့ တောက်ကန်းအမြောက်တပ်မှနေထိုင်ခဲ့သူလည်းဖြစ်ပါတယ်။တရနယ်လေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ချိုကိုတိုက်ခိုက်ခဲ့ပြီးနောက်တောက်ကန်းရှိ နာဆတ်ကတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတောက်ကန်းမှာရှိတဲ့နာဆတ်ကတပ်မိသားစုတွေဟာတခြားနေရာကိုပြောင်းရွှေ့ခဲ့ကြပြီးတော့အဖွာရှန်ကတော့တပ်မိသားစုတွေပြောင်းရွှေ့ချိန်မှာကျန်ရစ်ခဲ့တဲ့အတွက်တိုက်ပွဲကြားမှာနေထိုင်ခဲ့ရသူဖြစ်ပါတယ်။အဖွာရှန်မှာတာဖြစ်သူဘိုလေးကြော်တင်ဦးအပြင်ချွေးမဖြစ်သူလည်းရှင်နေပြီ။ တပ်တွေပြောင်းရွှေ့ချိန်မှာချွေးမဖြစ်သူခွန်မသွားတဲ့အတွက်ကြံရစ်ခဲ့ရပြီးတော့တိုက်ပွဲအတွင်ရှင်သန်ခဲ့ရပေမယ့်သူရဲ့ဖုံးကံကြီးမာမှုကြောင့်လက်ရှိချိန်ထိအသက်ရှင်ကျင်းနေဆဲဖြစ်ပါတယ်။အဖွာရှင်ဟာတောက်ခမ်းတိုက်ပွဲရဲ့တနတ်တန်ဘုံတန်တွေကြားထဲကနေအသက်ရှင်သန်ခဲ့ပေမယ့်တားဖြစ်သူဗိုလ်လေးကျော်တင်ဦးကတော့ကံမကောင်းစွာနဲ့နိုင်ငံအတွက်အသက်ပေးလူခဲ့ရတာကအဖွာရှင်အတွက်ဝန်내စိတ်မကောင်းဖြစ်စေမယ့်အဖြစ်အပျက်တွေကိုရှင်းဆိုင်ခဲ့ရပါတယ်။ အဘွားရှင်ဟာအသက်80ကျော်အရွယ်ရှိနေတဲ့အတွက်တားပြည့်သူနဲ့ကြွေမာဖြစ်သူတို့ကိုမိခိုနေရချိန်မှာတားပြည့်သူကတိုက်ပွဲအတွင်ကြာဆုံးသွားတဲ့အတွက်အဘွားရှင်ဟာမျှော်လင့်မထားတဲ့စိန်ခေါ်မှုတွေအခက်အခဲတွေရှင်ဆိုင်ရပွဲရှိနေပါတယ်။တောင်ခမ်းတိုက်ပွဲတွင် TNN နဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်အဘွားရှင်ရှိနေတဲ့အမတ်206ရဲ့အိမ်ောင်တဲ့လိုင်းကန်တွေဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရပေမဲ့ အဖွာရှန်ကတော့တစုံတရာ ထိခိုက်တညာတောင်မရခဲ့ဘူးလို့သိရပါတယ်။တောက်ကန်းတိုက်ပွဲထိတွားရောက်ကူညီပေးခဲ့သူကိုခိုင်စောကနောင်ကျော်မြို့မှာတိုက်ပွဲတွေစပြီးဖြစ်လာတော့တောက်ကန်းမှာရှိတဲ့တက်လေးတက်ကစစ်တေရီရဲ့မိသားစုတွေအကုန်လုံးကိုအောင်ပန်းမှာရှိတဲ့အမြောက်တက်တွေစီပြောင်းကြရရတယ်။၆လပိုင်း2024ခုနှစ်လောက်ကပေါ့အားလုံးပြောင်းပြီးတရက်သားအဖွာရှန်ကြီးဟာလိုင်းကန်နဲ့ကြံခဲ့တယ်ဗျ။နောက်တော့တိုက်ပွဲတွေဖြစ်ဘာတွေဖြစ်နေအားလုံးရှုပ်ရှက်ခက်ကုန်ပြီး အဖားရှမ်းကိုအောင်ပန်းထိတေးချားပြန်ပို့ဖို့မလွယ်ကူတော့ဘူးဖြစ်သွားတယ်။ဒီကြတဲ့ရန်သူကအဂေါလ22ရက်နေ့လောက်မှာမာစခ900နဲ့အာမတ206ကိုတစ်ဖက်အာမတ406နဲ့အာမတ354ကိုတစ်ဖက်အလဲကောင်နေပိုင်းပြီးဖြတ်တောက်လိုက်တယ်။အဲဒီတော့အဖားရှမ်းလည်းအာမတ206ထဲမှာစစ်တီဝင်နဲ့ကြံခဲ့တော့တာပေါ့။ရန်သူကအာမတ206ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်တဲ့အခါမှာလက်နဲ့ကြေးဝေး drop ဘုံးတွေတုံးပြီးတိုက်တယ်။အဖားရှမ်းရှိရဲ့ အိမ်ရောက်တဲ့လိုင်းဟာစီစီညင်ညက်ကြည့်ရဲ့။ကံကြီးရလားအဆောင်လျှောက်ကြီးရလားမသိဘူး။အဖွားရှက်ကဘာတကူမှမဖြစ်ဘူး။အဲ့ဒါအချိန်မောင်းများစွာနော်။တခါတော့ငါဆိုရင်ရန်သူဟာအိမ်ရောက်တဲ့လိုင်းထိထိုးပါဝင်ရောက်လာတယ်။မိမိအဖွားရိယာမဆုတ်ခွာခင် အဖွားရှက်ကိုနိုးစီဘူးလေးဖောက်ရေနဲ့ဖြော်ခောက်ဆဲကြောက်လေးနဲ့ဇပွဲပေါ်တင်ပေးပြီးအမြန်ဆုတ်ရတယ်။တရက်သားအဲ့ဒီအိမ်ရောက်တဲ့လိုင်းကိုပြန်သိမ်းနိုင်တဲ့အခါမိမိအဖွားရိယာအဖွားရှက်ကိုအရင်ပြေးရှာကြတယ်။ဟောတွေ့ပါပြီ။ အဖွားရှမ်းတယောက်ထားသွားခဲ့တဲ့အတိုင်းငုတ်တုတ်လေးပါးစပ်မှာတော့တွတ်တွတ်နဲ့ဖျားစာလေးပဲရွတ်လို့ပေါ့ဒါနဲ့ပဲအဖွားရှမ်းကိုဗဟုကင်းကိုရှေ့လိုက်တယ်ဗဟုကင်းဆိုတော့အိမ်အောင်တဲ့ line ထဲပို့လုံးကြုံပြီးအဆင်ပြေတာပေါ့ဒီလိုနဲ့တော်တော်ကြတဲ့အချိန်အာမတာ၂၀၀ကျော်ဟာဗဟုကင်းကိုခိတလက်လွတ်ခဲ့ရတယ်ထုံးစံတိုင်းအဖွားရှမ်းလေးနိုးစီရေဖြော်လေးခောက်ဆဲကြောင်လေးနဲ့ကြံခဲ့တယ်ဗျနောက်တော့ဗဟုကင်းကိုမိမိဘက်ကပြန်တိုက်ယူတော့ဟောတွေ့ပါပြီကျွန်တော်တို့အဖွားရှမ်းကို ငေါတုံလေးဖျားစာရွတ်လျက်အဲ့လိုဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။အဘွားရှာဟာလူချင်းလူကင်များသူတောင်ဖြစ်ပြီးလက်ရှိချိန်မှာအသက်အရွယ်အရငွေကြေးကိုကိုယ်တိုင်ကင်သုံးနိုင်တဲ့အခြေအနေမျိုးမရှိဘူးလို့သိရပါတယ်။အဘွားရှန်တောက်ခမ်းမှာရှိနေတဲ့အချိန်အတွင်းနာဆာကတက်တွေကလည်းအကောင်းဆုံးပုံစံမျိုးနဲ့စောင့်ရှောက်ခဲ့ရပြီးတော့အကဲအကဲတွေကိုအတူကြော်ဖြတ်ခဲ့ရတယ်လို့သိရပါတယ်။ကိုခိုင်စောက အဖွားရှန်အသိဝင်နဲ့ကျွန်တော်ဟာမထင်မဲ့ပဲပြုံးလင်မှာလာတွေ့ရယ်အဖွားရှန်သွားခေါ်ပြီးဖို့ပြောကြတယ်ဘယ်တက်လဲဆိုတော့206တဲ့ဒါနဲ့ရဲ့တော်ကြီးကိုဖုံးဆက်လိုက်တယ်ညီလေးမင်းစီမှာအဖွားရှန်ဆိုတာရှိရယ်ဆိုလို့မေးလိုက်တော့ဟာရှိရယ်အကိုကြီးရေရှိရယ်တကယ်ကိုထူးထူးဆန်းဆန်းအဖွားရှန်ပြဆိုပြီးပြောတယ်ဒါနဲ့တေချာစောင့်ရှောက်ပြီးကောင်းကောင်းကြေးပါကွာလို့ကျွန်တော်ကပြောလိုက်တော့ဟာစိတ်ချကိုကြီးတခါတလေရှားပါလို့ရင်ကျွန်တော်တို့တော့မစားပဲအဖအူစားပြီးကြွေးရပါတဲ့ လမ်းကြောင်းပွင့်လာတဲ့အဖွားကိုဦးစားပေးတဲ့ပောင်စူးစားပေးပါကွာကိုလည်းလမ်းကြောင်းပွင့်လာတယ်လာခဲ့မယ်လို့ပြောလိုက်တယ်လမ်းကြောင်းတွေလည်းပွင့်ရော မကြပါဘူးကျွန်တော်လည်းရောက်သွားတယ်ကျွန်တော်ရောက်တဲ့နေ့ကပထမဆုံးရင်တန်းပြက်စင်းတဲ့နေ့ရင်တန်းနဲ့မကြီးရီမှာဆုံတယ်အဲ့ဒီမှာဟိုလူကနှုတ်ဆက်ဒီလူကနှုတ်ဆက်ဟိုလူနဲ့စကားပြောဒီလူနဲ့စကားပြောပါလာတဲ့ပစ္စည်းတွေခွဲပေးတက်မဘက်ထီတက်သွားကိုဘသာရှုပ်သွားတယ်ဗျဒါနဲ့တော်ကြီးစီကအပြန်အဖွားရှမ်းကိုမြင့်နေရဲ့ နားရွှေ့ရတဲ့ရောင်မဟာငါအဖွားရှက်မင်းနေရတဟဆိုပြီးကားပြန်ခွေပြီးတော်ကြီးကိုဖုံးခေါ်လိုက်တော့အကိုကြီးအဖွားရှက်ကမကြည့်ရမှာအကိုကြီးတွေ့ခဲ့တဲ့ပထမဆုံးရင်နဲ့ပတ်သွားပြီတယ်လေတပြင်းချလိုက်ပြီးတော့ကားကိုပြန်ခွေလိုက်တယ်စိတ်တဲ့ဟာကနေပေါ့ဗျာအဲ့လိုဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းတာထားပါတယ်အဖွားရှက်ဟာအသက်80ကျော်အရွယ်ရှိနေပြီဖြစ်တဲ့အတွက်တခြားသူတို့ရဲ့အကူအညီနဲ့သာသွားလာလှုပ်ရှားရမယ့်အရွယ်မျိုးဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားချိန်မှာလက်နက်ကြီးတန်းဘုံနဲ့တွေကြားမှာပြေလွာပုံကိုလူရှာမဲ့အရွှေမျိုးလည်းမဟုတ်ဘူး။ဒါမဲ့အခွာရှာတနက်တန်ဘုံတန်တွေကြားမှာရပ်ပေါင်းများစွာကြားနေထိုင်ခဲ့ပြီးအသက်ရှင်လျှောက်ခဲ့တာဟာသူ့ရဲ့အတိတ်ဘဝကဖုံးကန်ကြောင်လား။သူရွတ်ဆိုခဲ့တဲ့ဖျားစာတွေကြောင်လားမသိပေမဲ့တိုက်ပွဲတွေကြားတေကံမရောက်အတမပြောက်ခဲ့တာကတော့စေဝင်စားဝယ်ကောင်းတဲ့အမှန်တရားတစ်ခုဖြစ်ပါရဲ့။စီရီစေဝင်စားသူတို့ကတော့အဖွားရဲ့ဖြစ်ပျက်တွေကိုကြားမီရောတတော်ကိုထူးဆန်းနေလို့ခံစားမိရဲ့ ိုင်ငံတကာထူးဆန်းတွေလာတဲ့တွင်လိုမျိုးပေါ်လုံးတောက်ခန်းတိုက်ပွဲကသမိုင်းဝင်တိုက်ပွဲလို့ပြောဆိုနေရလေအဲ့တော့မိကုံရန်ကုံတိုက်ခိုက်မှာပဲဒီလိုတိုက်ပွဲတွေကြားမှာရပ်ပောင်းများစွာနေထိုင်ပြီးတော့အသက်ရှင်ရရဲ့ပြန်တွေ့ရဆိုတာကံအလွန်ကြီးရပဲတေကံမရောက်သေးဘူးလို့ပြောနိုင်တယ်သူ့ကိုတပုံနေမတွေ့ဘူးဆိုတဲ့အချက်ကလည်းဖုံးကံကြီးရပဲတကယ်လို့တပုံနေသာတွေ့သွားရင်အဖောက်အိုကိုဒီတိုင်းထားမယ်မထင်ဘူးသူ့ရဲ့တာရင်ဖြစ်သူကလည်းနိုင်ငံအတွက်အသက်ပေးလှူခဲ့ရတဲ့ဆိုတော့ ီအဖွားကိုကိုတက်နိုင်တဲ့သူတွေဝိုင်းဝန်းကူညီပေးတဲ့နယ်ဆိုပြီးတော့၎င်းရဲ့အမည်ကိုသုံးသပ်ပြောဆိုထားပါတယ်။လက်ရှိချိန်မှာတိုက်ပွဲတွေကြားမှာအသက်ရှင်လွန်မြောက်ခဲ့တဲ့အဖွားရှန်ကိုညီဆောင်ရှောက်ဖို့အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့ကိုကိုင်စော်ကိုဆက်သွယ်မေးမြန်းချိန်မှာအဖွားရှန်ဟာဖုံးကန်ကြည့်သူတဦးပါ။ဘာလို့လဲဆိုရင်သဘုံလေးလာတဲ့အခါမှာလေသူ့ကိုမြင်မသွားဘူးလေ။အဲ့ဒါကသူ့ရဲ့ဖုံးကန်ကြောင့်ပါ။အဖွားရှန်ကိုကိုညီဆောင်ရှောက်ပေးဖို့စိတ်ကူးနေရပဲရှိပါတယ်။အဖွားရှန်ကကိုရိုင်းပတ်စံအကိုက်မတုံးနိုင်ဘူး။ သူ့ကိုကူညီပေးနိုင်မယ့်အစီအစဉ်တွေကိုစဉ်းစားနေတော့မှဆိုပြီးတော့ပြောပါတယ်။ဘလို့ပင်ဆိုနေစေကမူတမိုင်းဝင်တိုက်ပွဲရဲ့တနက်တန်ဘုံတန်တွေကြမှာရပ်ပောင်းများစွာနေထိုင်ကအသက်ရှင်လွန်မြောက်ခဲ့တဲ့အကွာရှိရဲ့ဖြစ်ပျက်တွေဟာတောက်ကန်းတိုက်ပွဲနဲ့တူမေ့ပြောက်လို့မရနိုင်မဲ့အဖြစ်ပျက်တစ်ခုလို့လည်းဆိုနိုင်ပါရဲ့ရှင်။ဟာပေါကျမကြီးကောင်းလား။ကောင်းလား။လာပွင့် အောင်မအောင်ပို့ပေးမယ်နော်ဒီမှာဒီမှာမနေရတော့လမ်းလမ်းပွင့်လို့ရှိရင်လေနော်နော်ကြားကျွန်တော်ပြောနားလေမင်းမေးကြည့်လားကျွန်တော်တို့ခြေကိုပို့ပေးမယ်တဲ့အော်ရှိမှရှိနော်ဒီမှာမနေနဲ့တော့နော်ဒီမှာဒီမှာဆိုလို့ရှိရင်ဘာဟိုလာလို့ရှိရင်လိုက်ပို့ပေးမယ်တဲ့နော်ပါနော်ပို့ပေးမယ်နော်အဲဟိုလောတယ်တော့ခဏလေးပေါ့ပြီးခံလာအောင်ချက်ပြီးတော့ တောက်လျှောက်လဲဒီကန်လာပြီမို့လားဟုတ်တောက်လျှောက်လည်းနေလာပြီလို့6လ9လလောက်နော်ဘုံလေးလင်းပြစ်တဲ့ဟာလေးနော်ဘာမှမဖြစ်ခဲ့ဘူးနော်ခဏခဏလေးပဲတလားနှစ်လလောက်ပဲကြံရတယ်နော်ပို့ပြီနော်အဲဟိုဟာအောင်ပန်းကိုပို့ပြီလားอืมဒီလိုလိုလိုနော်ဒီလိုကကြောက်လားအဲတွန့်တီးလားလက်တွန့်ပေးနေတဲ့လူလေးဟုတ်တယ်တိတယ် ဩမင်းမလိုက်ဘူးလားသူကမလိုက်လို့မရသေးဘူးဟွန်းနော်ပို့ပြီမယ်နော်ဘာအောင်နော်ဟွန်းဒီမှာဘယ်နှလားရှိပါလဲ6လောက်9လောက်တော့ရှိပေါ့ဟမ်ရေးနေဘာမဖြစ်ဘူးမလားအေးဆေးပဲမလားဟွန်းဘုံဘုံနေကြမှာလဲအိတ်လာပြီးပြီဘုံတန်တနတ်တန်နေကြမှာဟလားနော်ဟွန်းအေးဆေးပဲဘာမဖြစ်ဘူးကြည်တော်မထီးဘူးဟုတ်တယ်နော်ဟွန်း ဟိုမှာဟိုနားပါလဲဟိုမှာခေါင်းရင်းပါလဲဟိုမှာကြည်ဆိုင်ကြီးပဲဟုတ်လားအာတိလားအဲ့ကြည်ဆိုင်ကြီးကြောက်လုံးအာတိလားဘာတိလားကြည်ဆိုင်အဲတချိုးမှန်ပြီးတော့ပြုတ်ကြပါလေဟောအားတော့တည်သေးတယ်လားအင်းတည်တယ်နော်အားတော့တည်မှာပေါ့ဟို RPG ကြီး RPG ဝိုင်းလေခေါင်းရင်းမှာခေါင်းရင်းမှာဟုတ်လားအတန်ကြားလိုက်ရတာအဲ့တော့ RPG လားတော့ဒီဒီဆောက်ပြီးယူလာလေအဖွားအိတ်တဲ့နေရာလာလေအင်းဘာဖြစ်ဘူးတချိုးတီဗီပြုတ်ကြပါဟော RPG ကြီးကဟုတ်တယ်မလားလင်းဘုံကျတော့လည်းဘာဖြစ်ဘူးလေအင်း ်ဒီစီပဲအမြောက်တွေပြီးတော့လည်းဘာမှမလုပ်ဘူးထီုံမလုပ်ဘူးနော်အင်းအဲ့တော့ခဏလေးပဲပြီးခံလိုက်တော့နော်ခွာနော်အင်းဒီဒီဒီရပိုင်းလောက်တော့လာတော့မှာပါအောင်မန်းပို့ပြီမယ်လားနော်อืมอืมဘာဖြစ်လဲဟုတ်ဟဲ့တော့တူဒီမှာနေကြအောင်မယ်อืมဟမ်ဒီမှာနေကြရမှာအဖအဖကိုအရင်ပို့ပြီမယ်လား စားအားရှိမဲ့ဟာလေးနော်အားရှိအောင်စားလိုက်အောင်ဟောဒီထမိန်တွေထုတ်ပေးမယ်ထုတ်ပေးမယ်မောင်မောင်မင်းအဲ့ထမိန်တွေထုတ်ပေးလိုက်နော်နားပြီမလားနော်